မင်္ဂလာပါရှင်လာရှိုးပြန်ရဒိုးဖားတယ်လားဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးပါမယ်ရှင်ဧပြီလ22ရက်နေ့တွင် မော်တော်ယာဉ်အစီးရေတရားကြောပါတိရင်းနှန်းကြောင်းဆိုရှယ်မီဒီယာတွင်လှုပ်ခတ်မှုများရှိခဲ့သည်မျိုးဥတော်လိုင်း၏အတွက်အာမန်နေတက်စီခဲ့သည့်တစ်တုံညာနှစ်ခုစစ်စီရေဒုတိယလိုက် အောင်မြင်မှုရလဒ်သည်လွယ်လွယ်ပင်ရိုက်ချိုးခံလိုက်ရလေသည်တရုတ်ဤမျက်စိမှိတ်ပေးမှုကြောင့်ရှမ်းမြောက်ကအောက်ဝဲများသည့်အားရစရာအပြည့်ဖြစ်ခဲ့သည် ထိုအောင်မြင်မှုကြောင့်ဆရာနာတိမ်မှုကိုစန့်ကျင်သည့်တော်လာရေးကိုခရီးရောက်စေခဲ့သည်စစ်ကောင်စီဘက်ကလည်းတရုတ်မျက်စိမှိတ်ပေးမှုကိုတည်သည့်ဖြင့်တစ်တုံညာနှစ်ခုစစ်စီရေးပထမလိုင်းကစ၍တရုတ်စန့်ကျင်ရေးလှုပ်ရှားမှုများကိုတိတိတတရောမတိမတာပါခွင့်ပြုပေးခဲ့သည်အထူးသဖြင့်အမျိုးသားရေးအမိခံစစ်လော်ဘီများကိုနောက်ွယ်ကထောက်ပံ့ပေးခဲ့ကြသည်ပြပအာကိုပစယ်ယိုဟုအော်ပြီးစစ်အစိုးရအဆက်ဆက်လူကြီးလုပ်ခဲ့ကြသည် စက်ခံရေးပါတီပင် နောက်ွယ်ကပါဝင်ခဲ့ကြောင်းတွေ့ရသည်သို့တော်တရုတ်စံကျင်ရေးသည်2024ခုနှစ်ဩဂုတ်လ14ရက်နေ့ကဝန်ကြီးခရီးစဉ်အပီတွင်ပိန်းကြရွက်ပေါ်ရေမတင်တကယ်သို့ပျောက်ကွယ်သွားရသည်ဆရာနာသိန်းကာလာတလျှောက်လုံးစစ်ကောင်စီကဝင်းကြီးဝင်းကလေးတွေတရုတ်ကိုသွားလာခွင့်ရခဲ့တော့လေစစ်ကောင်းဆောင်ကတော့2024ခုနှစ်နိုဝင်ဘာလမတိုင်ခင်အထိသွားလာခွင့်မရခဲ့ပြီဝန်ကြီးခရီးစဉ်အပီမှသာစစ်ကောင်းဆောင်ဟာ မဟာမဲကအစီအဝေးကိုအကြောင်းပြုပြီးတရုတ်နိုင်ငံကိုတွားရောက်ခွင့်ရခဲ့သည်တရုတ်ဘက်ကလူကြည်သည့်မြန်မာပြည်တွင်းကတရုတ်အကျိုးစီးပွားများအတွက်အာမခံချက်များစွာနှင့်စီမံကိန်းများစွာကိုအလိုကျလိုက်ရောပြီးသည့်နောက်ချိန်ခွေရှာကစစ်ကောင်းဆောင်ဘက်ကိုပါသွားခဲ့သည်လာရှိုးကို MNDA ကိုကန့်တက်ကတိမ့်ပိုက်ပြီးဆယ်ရကျော်တွင်နေပြည်တော်ကိုရောက်လာသည့်ဝန်ကြီးခရီးစဉ်အပြီးစစ်ကောင်စီတပ်တွင်၌လာရှိုးကိုပြန်ရတော့မည်ဟုသတင်းလွှင့်လာခဲ့သည် တရုတ်ဂျာဝယ်မှုနှင့်ဆွေးနွေးပွဲများတွင်လည်းဝါရဖြန့်သည့်သတင်းပေါင်းစုံထုတ်ခဲ့သည်။ရှမ်းမြောက်ကလက်နက်ကင်အားလုံးသူ့နေရာသူပြန်သွားပြီးရမခက အရင်အတိုင်းပြန်တည်နိုင်မယ့်သဘောအထိပါပြောလာခဲ့သည်။သို့သော အချိန်ကိုတော့တီချာထုတ်ပြန်တာမျိုးမရှိခဲ့ကြောင်းတွေ့ရသည်။တရုတ်ဘက်ကကိုကန်တက် MNDA နှင့်တောင်ပလောင်တက် TNNA တို့ကိုဖိအားပေးမှုများစစ်ကောင်စီနှင့်ဆွေးနွေးရန်စီစဉ်မှုများလှုံ့ဆော်ခဲ့သည်။ ကိုကန်ခေါင်းဆောင်ဖုန်တာရွှင်ကိုအကြေချုပ်ထားတာတွေအပါအဝင် TNNA ဘက်ကလည်းစာပုတ်ပြီးတိုက်ပွဲများရပ်တန့်ဖို့ဖိအားပေးတာတွေရှိခဲ့ပါသည်စစ်ကောင်စီဘက်ကကာဆာထတင်မူဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်သည့်အဖွဲ့နှင့်လည်း MNDA နှင့် TNNA တို့ကတရုတ်ကြားဝယ်မှုနှင့်ဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်သတင်းများအရလာရှိုးကိုစစ်ကောင်စီဘက်သို့2025ခုနှစ်ဧပြီသို့မဟုတ်ဇွန်လတွင် လွှဲပေးရမည်ဟုခန့်မှန်းခဲ့ကြသည် ဘာမှမပူနေလာရှိုးကိုပြန်ရတော့မည်ဆိုသည့်စကားသံစစ်တပ်အတွင်ပုံမိုကျဲလောင်စွာ ကြားလာရကြောင်းသိရသည်။ဘာကြောင့်စစ်ကောင်စီဘက်ကလာရှိုးကိုပြန်လိုချင်တယ်လဲဆိုသည့်ကို တွေးကြည့်သည့်အခါသူတို့ကုံတိတ်ခါနှင့်အကျိုးစီဝါနှစ်ခုကြောင်းလို့ဆိုရမည်ထင်သည်။စစ်ကောင်စီဘက်ကကဲ့သို့တရုတ်ဖက်တွင်လည်းအကျိုးစီဝါနှင့်ဆက်ဆက်နေသည့်ကိုတွေ့ရပါသည်။တေတုံညာနှစ်ခွန်ဆစ်စင်ရေးအပြီးရှမ်းမြောက်ကတရုတ်နယ်စပ်ကုန်သွယ်ရေးသည့်အစမတန်ကြာဆင်းသွားခဲ့သည် တရုတ်ဘက်ကစစ်ကောင်းဆောင်ကိုမကြိုက်တော့လဲအကျိုးရှိဖို့အတွက်လိုအပ်နေပုံရည်ဒီမိုကရေစီအစိုးရထက်သူ့ဘက်ကိုရင်ပြီးဆေအုစုမြန်မာပြည်မှာအာဏာရနေရေးကသူ့အကျိုးရှိဖို့အရာ စိတ်ကြိုက်အမျက်ထုတ်ရေးဤလိုအပ်ချက်ဖြစ်သည်ထို့ကြောင့်စစ်ကောင်းဆောင်နှင့်လာရှိုးကိစ္စအပါအဝင် အပေးယူလုပ်ခြင်းဖြစ်သည် အပေးအယူလုပ်ပြီးလာရှိုးကိုပြန်ဝင်လာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်တပ်နေရာ ဟောင်းများတွင်ဝင်ရောက်နေရာယူပြီးနောက်ဇာတိပြလာသည် ရုတ်နိုင်ငံသားတအူတစ်တော့တွင် တင်ထားသည့်ဗီဒီယိုအရာအဆောက်အဦတစ်ခုကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်စီးနင်းတာကိုတွေ့ရသည်။လာရှိုးတွင်ဝင်ရောက်နေရာယူပြီးနှစ်ရက်အကြာဧပြီလ24ရက်နေ့တွင် လာရှိုးတိုင်ပြည်အထက် AD တရားတွင်လုံခြုံရေးတာဝန်ယူနေသည့်စစ်ကောင်စီတပ်ကငွေစတောင်းနေကြောင်းသတင်းဖျားပြန်သည်။တရုတ်ရွှေငွေ2000သို့မဟုတ်9သိန်းချက်ပေးရကြောင်းနှင့်နေစေဖြတ်တန်းသည့်ယင်အစည်းအရာ တနေ့ကိုဝင်ငွေ3500လောက်ရနိုင်ကြောင်းသိရသည် ထိုသတင်းတွေကြားသဖြင့်စစ်တပ်ထောက်ခံသူအတိတအူးနှင့်လာရှိုးကိစ္စစကားပြောပြကြသည် စကားပြောနေရင်သူကစိတ်ပြက်လက်ပြက်နှင့်တချင်းထာကြီးသည်အချစ်ဆိုတာပြန်တောင်းလို့လဲရာကောင်းသောအရာဟုတ်ပါသလားတက်လျာဖြေစမ်းမှာဟုဆိုခြင်းဖြစ်သည်ထို့နောက်တချင်းကိုရက်လိုက်ပြီးဒီမားဆရာရဲ့လာရှိုးကပြန်တောင်းလို့လဲရာကောင်းတဲ့အရာပါဗျာလဲတဲ့ကောင်နေလဲခွဲတန်းရကြတာပေါ့ ဒါပေမဲ့တမတော်တမိုင်းကတော့ညောင်းနဲ့ရောက်ခဲ့တာကြပါပြီဗျာဟုပြောသည်သူစကားအဆုံးတွေနေပြီးတော့စာကြည့်လိုက်ကိုသွားသည့်အချိန်တမိုင်းအမှန်သိရန်လိုကြောင်းစစ်ကောင်းဆောင်ကပြောခဲ့တာကိုသွားတရိယာမိသည်တမတော်တမိုင်းတစ်လျှောက်မင်းအောင်လိုင်းတက်ချုပ်လက်ထက်တွင်တိုက်ပြီးပြန်ယူမရသဖြင့်ညှိပြီးပြန်ယူသည့်တမတော်အဖြစ်တမိုင်းဝင်သွားပွဲရှိသည်လို့យေတာထားပါသည်ရှင်